ဝေလီကမိမရိဟာတကယ်တော့အယောင်တောက်တာနဲ့မိဆွေကိုမေးတော့တာပဲရှောင်းဝါကစားလို့ရေးအခြေအနေဘယ်လိုလဲသူကအဲ့ဒီဘက်ကိုတစ်ခေါက်တော့သွားကြည့်မလားရှောင်းဝါကအင်ကိုပဲချက်ချင်းပြန်တော့မယ်လီဝေလီစီးပွားရေးကိုတော့ဖတ်မလို့တော့ဘူးလားရှောင်းဝါ "तू နဲ့စကားပြိုင်ပြောဖို့ပြင်တော့ဘာမှပြန်မပြောပါဘူး"အင်ရောက်တော့6နာရီပဲရှိသေးတယ်ရှောင်းဝါကလီဝေချင်းနဲ့အတူအိမ်ထဲဝင်လာပြီးတကားဖွင့်တော့အင်ဟာမနေတာကြားတဲ့ပုံစံပေါက်နေပါလေ လီဝေကျွင်ကကြည်ရတယ်လူကိုကြီးပြန်မလာတာကြာပြီထင်တယ်တယောက်တော့မျောလင်းချက်မဲတော့မှာပဲရှောင်းဝါကနင်းမမြန်ပြန်လိုက်တော့တော်ကြမနဲ့အစောကြီးအဖိုးကြီးတယောက်ငါ့ရဲ့ရှေ့ရောက်နေတာလူတွေမြင်မကောင်းဘူးနင်းကဥက္ကဋ္ဌကတော်လေးဘသူကနင်းကိုပြောရဲမှာလေဝီလီထွက်သွားတော့အိတ်တကားပေါ်မှာစစ်သားမင်းမတယောက်ရောက်လာတယ်အမျိုးသမီးကယိုလူကတော်ပြန်လာပြီလားဘဲချင်းကလေးကရောက်နေတာလေရှောင်းဝါကစောနာကားမှပြန်ရောက်တာအမျိုးသမီးကစောနာကားထွက်သွားတဲ့အမျိုးသားကနင်းမိတ်ဆွေလားရှောင်းဝါကဘာကိစ္စရှိလို့လဲ အမျိုးသမီးကဘာကိစ္စရှိရမှာလဲနင်တကားပွင့်နေတာတွေ့တော့လမ်းကျုံဝင်လာလိုက်တာလေရှောင်းဝါကကိစ္စမရှိဘူးဆိုရင်နင်အရင်ပြန်လိုက်ပါငါစောနာကမှအိမ်ပြန်ရောက်တာတန်ရှင်းရေးတွေလုပ်ရအောင်မေအမျိုးသမီးကနင်နေနိုင်နေနော်လူကောင်းဆောင်စေယုံတန်နေရတာတုံရဲလောက်ရှိပြီနင်သူ့ကိုသွားမကြည့်ပဲအိမ်မှာတန်ရှင်းရေးလုပ်နေနိုင်သေးတယ်နော်ရှောင်းဝါကဘာလူရှိချန်စေယုံတန်နေရတာအမျိုးသမီးကနင်မသိသေးတာလားသူစေယုံမှာဒဏ်ရာနဲ့၄-၅ရက်လောက်ရှိပြီရှောင်းဝါမမြန်ပြေးထွက်လာပြီးတော့ရှောင်းဝါကဝေလီငါ့ကိုမျိုးတွေကိုမမြန်မောင်းပို့ပြီးပါ ဝီလီကစောနာမအိမ်ပြန်ရောက်တာမျိုးရဲပါပြန်သွားလို့မလို့လေရှောင်းဝါကသူရှိချန်စေးုံတက်နေရတယ်ငါ့ကိုစေးုံပို့ပြီးပါဝီလီကပုံမှန်ဆိုရင်တော့ဆဆနာနောင်းနေတက်တဲ့သူဆိုပေမဲ့တကယ်အရေးကိစ္စဆိုရင်တော့အမြန်ဆုံးကူညီပေးပါတယ်ဝီလီကနေမျိုးသားကိုစိတ်မပူပါနဲ့စစ်သားဆိုတော့အသက်ရှည်ပါတယ်အ ਨੇ ဆုံးဖြစ်ရင်တော့ခြေထောက်ဖြတ်ရရုံပဲနေဒီလောက်ပတ်ဆန်ရှာနေတာသူ့ကိုလုံချွေရလဲဘာမှမဖြစ်ပါဘူးရှောင်းဝါကနေပါရီလျှောက်ပြောနေတာလေဝီလီငါဒေါသမထွက်လာခင်နေပါဆက်ကိုပိတ်ထားစမ်းခဏလေးအတွင်းစေးုံရှိကိုရောက်လာပါတော့တယ် ဝီလီကနေဝင်သွားပါငါတော့မဝင်တော့ဘူးတခြားသူငုံနေတာကိုမကြည့်ချင်လို့ရှောင်းဝါဟာစရုပ်နယ်ကိုပြေးဝင်ပြီးနှစ်လွာလောက်ရောက်တော့သူနာပြုတ်ကိုမေးပါလေရှောင်းဝါကမေးပြစီအောင်နေလူရှိချန်ရဲ့အခန်းကိုတီလာသူနာပြုတ်ကအော်ရှင်းနေရတော့ကရောက်လာတဲ့စသားထင်နေသူ205လူနာခန်းမှရှိတယ်ရှောင်းဝါကကောင်းပြီကျေးဇူးတင်ပါလေရှောင်းဝါ205အခန်းရှိရောက်တော့တကားပွင့်နေပါလေစစ်သားကခေါင်းဆောင်ဒီဆံပြုတ်တောက်လို့ကောင်းနေနေနေစားပါအောင် လူကောင်းဆောင်ကခုံမော်တင်လာလိုက်ပြီးရင်ငါစားလိုက်မယ်။နေကူရှောင်းဝါပဲချင်းကြောင်းပေးလဲသွားစုံစမ်းပြီးပါ။စစ်သားဖြစ်တဲ့သူကနေကရောလူကောင်းဆောင်ကငါဘာမှမဖြစ်ပါဘူး။ရှောင်းဝါကဒီလောက်ဖြစ်နေတာကိုဘာမှမဖြစ်ဘူးပြောသေးတယ်။အသက်ဖြစ်ကြီးနေပြီးကိုကိုကိုကယူဆိုင်ရမယ်ဆိုတာမသိသေးဘူးလား။စစ်သားလေးကလူကတော်မင်းပြန်လာပြီ။ရှောင်းဝါဟာစစ်သားလေးလက်ပေါ်ကစံပြုတ်ခွက်ကိုယူပြီးစစ်သားကလူကတော်မင်းမနှက်စာမစားရသေးဘူးထင်နေ။ငါအောက်ထပ်မှာမနှက်စာတော့ဝယ်ပေးမယ်နော်။ ပြောပြီးတော့အောင်ဆင်သွားပါတယ်လူရှိချန်ကတော့ရှောင်းဝါကိုငေးကြည့်နေရင်စိတ်မပူပါနဲ့ငါဘာမှမဖြစ်ပါဘူးရှောင်းဝါသူနဲ့စကားပြောမလို့ပြောမထွက်ပဲမျက်ရည်ဝဲကြလာတော့တယ်ရှောင်းဝါကဘာမှမဖြစ်ဘူးပြောသေးတယ်နင်းမျက်နှာကိုကြည့်တွေးရအောင်တော့မရှိတော့တာကိုလူရှိချန်မငိုနဲ့ငါဘာမှမဖြစ်တော့ဘူးရှောင်းဝါကနင်းထင်ဒီကိစ္စဟာအိမ်မက်ထဲမှာတိုက်ပွဲဖြစ်နေတာထင်လို့လားအခုတကယ်ဖြစ်ပြန်နေတာမင်းချင်းငါပွင့်ဝှထားတာလဲအတော့မဝင်ဘူးနင်းတခုခုဖြစ်ရင်ငါဘလို့လုပ်ရမှာလဲအဓိကကိုကိုကိုကယူဆိုင်ကဝယ်ရမယ်လုံချုံရေးကနံပါတ်1အရေးကြီးဆုံးပဲကြာလား လူရှိချမ်းကကောင်းပါပြီ။ရှောင်းဝါကလာစံပြောတအောင်စားမပဲမမြန်နေကောင်းလာမှာ။